မင်္ဂလာပါရှင်။နိုဝင်ဘာလ9ရက်ဗုဒ္ဓဖူးနေ့ရက်ရှင်ကုန်ရဲ့ရန်ကုန်ထွေသတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့တွန်တင်းမြို့ရွှေစံတော်ဇေရိုမြက်ကြီးတွင်မတူးတင်ငယ်ရက်ခတ်ပူဇော်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွန်တင်းမြို့ရွှေစံတော်ဇေရိုမြက်ကြီးတွင်ရှေးဆင်လာမပြတ်နှစ်စဉ်ကျင်းပမည်ဖြစ်သောအကြိမ်130မြောက်မတူးတင်ငယ်ရက်ခတ်ပူဇော်ပွဲကိုတစားမုံလာဇန်14ရက်ညနေ4:30က ဒေါ်ပုချစ်တီတစောင်းမှာဖွင့်ဝဲကျင်းပကြောင်းသိရပါတယ်။မတူးတင်ငင်ရက်ခတ်ပူဇော်ပွဲကိုတွန်တီခိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးညွန့်ွယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးခမောင်မြင့်ရွှေစံတော်ဘန်နာတော်ထိန်ကိုဘကအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌဒေါက်တာအောင်ကျေတို့ကဖဲချုပ်ဖြတ်ဖွင့်လှစ်ပေးပါတယ်။အဲဒီနောက်ရှမ်းစုကြီးကြီးရွာမှဆင်းနေစင်ညောင်တကားကြီးရွာမှဆင်းနေစင်ငခုံးမဆန်းကြီးရွာမှဆင်းတစင်ရွှေစံတော်မှဆင်းတစင် ကျုံကြီးကြီးရွာမှဆင်းနေစဉ်ရှမ်းလေးရွာမှလပြူပြူအမျိုးသမီးများကရက်ကန်းစဉ်ခုနှစ်စဉ်ကပါဝင်ရက်ခတ်ပူဇော်ကြကတငယ်များအားရွှေစံတော်စီရီပထမပစ္စည်းရန်ရှိ ပြင်ဆလောဟာဗုဒ္ဓရုပ်ဘွားတော်နှင့်ရွှေစံတော်စီရီရှင်မြမရှိတဲ့တက်မတ်တဆောင်များရှိဗုဒ္ဓရုပ်ဘွားတော်များအားမတူတငယ်များဆက်ကပ်ပူဇော်ကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့မျိုးလှိုင်းကပေးပို့လာတာပါ ဆက်လက်တင်ဆက်ပေးမှာကတော့သုံးခွမြို့ရှစ်မျက်နှာစီတော်တွင်မတူးရွှေကြားသင်ငန်းရလုပ်ပူဇော်ပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်သုံးခွမြို့မြို့ချက်တီဆောင်ရှေးဟောင်းတမိုင်းဝင်ရှစ်မျက်နှာစီတော်မြေကြီးတွင်အချိန်၄၀မြောက်မတူးရွှေကြားသင်ငန်းရလုပ်ပူဇော်ပွဲနှင့်ဗုဒ္ဓပူဇနီယပွဲတော်ကိုနိုဝင်ဘာ3ရက်ည9နာရီကစီတော်ရှင်ပြည်မှာကျင်းပကြောင်းသိရပါတယ်။ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစုံမျိုးဝင်းနှင့်အဖွဲ့ဝင်များ မြို့နယ်သာသနာရေးမှူးဦးကြည်စုဘန်နာရိုထိန်ကောပကအဖွဲ့ဥက္ကဋ္ဌဦးနိုင်လျောင်တို့ကရှကန်းပြိုင်ပွဲကိုဖွင့်လှစ်ပေးပြီးရှကန်းခန့်နေမှုများကိုကြည့်ရှုအားပေးပါတယ်။မတူးရှိချာတင်ငယ်များကိုနိုဝင်ဘာ၄ရက်နေ့နဲ့တစမုံလာပြီနေ့အာယုံမတက်မီဗုဒ္ဓယူပွားဆင်းသူတို့များဖျားဆီးရီများအားစက္ကလူတန်းပူဇော်ကြပါတယ်။နိုဝင်ဘာ၄ရက်နေ့နေ့9နာရီကမြို့နယ်အော်ဝါရာစရိယာဆရာတော်ကြီးများ မြို့နယ်တန်ခါနာယကဆရာတော်များအမှုပြုတဲ့တန်ခါတော်108ပါးတို့အားစွန်စန်းစိန်နဝကမဝတ္ထုငွေလူပိပစ္စည်းများကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများဇေယောင်စီဝေးများကစက္ကပ်လူဒန်းကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့စီတူလင်းကပြပူလာတာပါထမတင်ဆက်ပေးပါကတော့တန်လင်မြို့နယ်စံတော်ရှင်ကြားခောက်စီတို့တွင်မသူတင်ငန်းရလုတ်ရှင်ပြိုင်ပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။တန်လင်မြို့နယ်စံတော်ရှင်ကြားခောက်စီတို့မြကြီးတွင် အကျဉ်း40မြောင်မတူးတင်ငယ်ရလို့ရှင်ပြိုင်ပွဲအခမ်းအနားကိုနိုဝင်ဘာ3ရက်ညနေပိုင်းကကျင်းပကြောင်းသိရပါဗျ။အခမ်းအနားတွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီး တင်ကိုကိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစုတင် ခရိုင်သာသနာရေးမှူးတန်လင်းပြည်သူစေယုံဆရာဝန်ကြီးများစက်ခောက်ကိုပကမှာတာဝန်ရှိသူများက ရကန်းအလူရှင်များအားမှတ်တမ်းတင်ဂုဏ်ပြုကတ်များပေးရပြီးအခမ်းအနားကိုဖဲကျိုးဖြက်ဖွင့်နေပြီးကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပြပူလာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်ရဲ့စုပေါင်းမဟာဘုံကထိန်ပွဲတော်လှည့်လည်ပူဇော်ပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ရဲ့အထင်ကရပွဲတော်ဖြစ်တဲ့53ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲတော်လှည့်လည်ပူဇော်ပွဲကိုတစောင်းမုံလာပြည်နေတွင်ကျင်းပကြောင်းသိရပါတယ်။ ရှေးဦးစွာကတိန်နေရညက်တင်ကန်နဲ့အချံရဲပရိသာဘေးများစက်ကတ်လူတန်းချင်းကိုနိုဝင်ဘာ၄ရက်နေ့နဲ့၅နာရီကမြို့လေပြည်လုံးချမ်းသာသာသနာပိတ်မှမှာကျင်းပရာခရင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသူအောင်နှင့်ဧပရိသက်တို့ကရန်ကုန်တိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့ဝင်မင်းချောင်းကြီးကျောင်းနိုင်ဆရာတို့ထံမှ၅ဗတ်တီလာခရင်ဆောက်တည်ကြပါတယ်။အဲဒီနောက် ဝေစင်နာကျောင်းထိုက်ဆရာတို့ထံကထိန်နေရာသင်ငန်းနှင့်အချံရံပရိသတ်ပြည်များအားစက္ကပ်လူရန်ကြကမြို့နယ်တန်ကနိုင်ရကအဖွဲ့အကျိုးတော်ဆောင်နန္ဒဝန်ကျောင်းထိုက်ဆရာတို့ထံမှကထိန်တရားနာကြကလူရမ်းမှုစုစုတို့တွင်ရေဆက်သွန်ချအမျှပေးပေးကြပါသည်ကထိန်ပွဲတွင်စုပေါင်းလူရန်နှင့်ပရိသတ်ပင်85ပင်တို့ကိုမြို့ရင်းသို့လှည့်လေပူဇော်ကြပါသည်အစုပါပရိသတ်ပင်များ၏ပစ္စည်းတန်ဖိုးမှာငွေကျပ်849သိန်း9950ငွေသားတန်ဖိုးငွေကျပ် 1295သိန်း9900စစူပါငွေကြက်သိန်းမှာ2145သိန်း9150ဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဝီယီကပေးပို့လာတာပါ